ဟာနာကလည်းဒေမီယန်ကသူ့ဘော်ကိုအရန်ကိုကောင်းပြနေတာကြောင့်သူဒီနေရာမှာလုံးလုံးနေရတာကအရန်ကိုမှပျော်ရှင်ပြီးတော့ကန်ကောင်းချောင်းကိုတွေ့နေပါ යි ။ဟာနာတို့တွေကလည်းညစာစားနေပြီးတော့မနက်ဖြန်ကဟာနာအိမ်လုံးတွေကိုထပ်ပြီးတော့လုံးစရာမလိုတော့ကြောင်ဒေမီယန်ကပြောပြပါ යි ။ဟာနာကလည်းသူကအခုအိမ်မှာအလုံးမလုံးရရင်သူ့မှာနေစရာမရှိသေးတာကြောင့်သူ့ကိုအလောက်ခမဖြုတ်ဖို့ကိုပြောပါ යි ။ဒေမီယန်ကလည်းသူပြောချင်တာကအဲ့ဒီလိုမျိုးမဟုတ်ကြောင်ပြောတဲ့အခါမှာတော့ဟာနာကလည်းဒေမီယန်ပြောတာကိုသူနားမလည်ကြောင်ပြောခဲ့ပါ යි ။ ဒေမီယန်ကလည်းဟာနာရဲ့စီကိုလာပြီးတော့သူ့မနှက်ဖြန်ကားစပြီးတော့အိမ်ကိုအစ်တယောက်ရှာမှဖြစ်တာကြောင့်အိမ်လုံးတွေလုံးဆရာမလို့တော့ကြောင်းပြောပြပါရင်ဟာနာကလည်းအဲ့ဒီလိုမျိုးလို့ရင်သူဒေမီယန်ပေါ်ကိုတာဝန်မကျေတယ်လို့ခံစားရကြောင်းပြောနေတော့မှာပဲဒေမီယန်ကလည်း kiss ကောက်ပေးလိုက်ခဲ့ပါတော့ရင်ဟာနာကလည်းဘာလို့သူ့ကို kiss ပေးတာလဲဆိုပြီးတော့မေးတဲ့အခါမှာတော့ဟာနာကစကားတွေအရန်ပြောနေတာကြောင့်အခုလိုမျိုး kiss ပေးရတာဖြစ်ကြောင်းကိုပါပြောလိုက်ခဲ့ပါရင်ဒါနဲ့ VPN လေးခန့်ကြည့်ပေးဦးနော်ပြီးတော့ရင်လည်း live subscribe လေးတွေလုပ်ခဲ့ပါအောင်ဗျာ ဟာနာကလည်းသူ့ကိုနောက်တစ်ခါအဲ့ဒီလိုမျိုးကိုထတ်လို့မယ်ဆိုရင်သူကဒေမီယန်ကိုနာကျင်အောင်လုံးမိမှာဖြစ်ကြောင်းပြောကာနေရာကနေကိုရှက်ရှက်နဲ့ကိုထွက်ပြေးသွားခဲ့ပါတော့နီဟာနာကလည်းခန်းထဲကိုရောက်တော့ဒေမီယန်ရဲ့လုံရက်တွေကြောင့်ဆေးဆိုးနေပြီးတော့မျက်နှာတင့်နေရင်နဲ့သူ့ကိုနောက်တစ်ခါခုလိုမျိုးထတ်လို့ရင်ထိခိုက်အောင်လုံးမှာဖြစ်ကြောင်းတွေးပြီးတော့ရှက်နေခဲ့ပါတော့နီဒေမီယန်ကလည်းစင်ကယ်တရားဆိုတဲ့အတိုင်းကောင်မလေးတယောက်ကိုနမ်းပူးတဲ့ပထမအဦးဆုံးအနှံကအရန်ကိုမှချုံမြင်နေပြီးတော့နမ်းလိုက်တဲ့အချိန်မှာဟာနာရဲ့ဖြစ်သွားတဲ့အမူအရာကိုကြည့်ကသဘောကျနေခဲ့ပါတော့နီ နောက်နေ့မှာတော့တင်မီရဲ့သူတို့နောက်မစ်ရှင်ကိုသူတို့တေချာအောင်လှုပ်ဆောင်ရမှာဖြစ်တာကြောင့်သူ့ရဲ့မမတွေကိုပြောပြပါရင်ဟာနာသူ့ရဲ့မိဘတွေကိုတတိယရတာကြောင့်ခရစ်ရဲ့အိမ်မှာသူ့ရဲ့မိဘပုံတွေကိုတွားယူခြင်းကြောင့်ခရစ်ကိုကြာယူနေခဲ့ပါရင်ဒါပေမဲ့လည်းဟာနာကလည်းကိုယ့်ရဲ့စိတ်ကိုဆုံးဖြတ်ချက်ချလိုက်ပြီးတော့တွားယူဖို့အတွက်ကိုပြင်ဆင်ပြီးတော့တင်မီရဲ့ခန်းထဲမှာစားတဆောင်ချန်ထားကခရစ်ရဲ့အိမ်ကိုထွက်လာခဲ့ပါရင်ဟာနာကလည်းအိမ်တကာရှေ့ကိုရောက်တာနဲ့အဆောင်တွေကိုခေါ်လိုက်ပြီးတော့အဆောင်တွေကလည်းသူတို့ကအရန်ကိုမှတတိယနေတာဖြစ်ပြီးတော့အခုလိုမျိုးအိမ်ကိုပြန်လာတဲ့အတွက်ကိုဝမ်းသာကြောင်းပြောပြပါရင် ဟာနာကလည်းအဆောင်ကိုသူကဒီကိုပြန်လာတာမဟုတ်ကြောင်းပြောပြပြီးတော့အဆောင်ကလည်း boss ကမာယာကိုလက်ထပ်ဖို့ပြင်ဆင်နေတာကြောင့်တားဆီးပေးဖို့ပြောပါရင်ဟာနာကလည်း chris ကဘသူနဲ့ပဲလက်ထပ်ပါစေအဲ့ကြောင်းတွေကသူနဲ့မဆိုင်တော့တယ်လို့အခုလေသူကအင်ကိုသူ့ရဲ့မိဘတွေရဲ့ဓာတ်ပုံကိုလာယူတာဖြစ်ကြောင်းပြောပြလိုက်ပြီးတော့ယူပေးနိုင်မလားဆိုပြီးတော့မေးလိုက်ပါရင်အဆောင်ကလည်းအဲ့ဒီကိစ္စအတွက်သူ့အနေနဲ့ boss ကိုမေးမြန်းပေးမှဖြစ်တာကြောင့်ဟာနာကိုအခုနေရာမှာခဏဆောင်ပေးဖို့ပြောပါရင်အဆောင်ကလည်းတကားမှာဟာနာက boss ကိုတွေ့ကျင်ကြောင်းနဲ့သူ့အိမ်ထဲကိုခဏဝင်ကျင်နေရကြောင်းခွင့်တောင်းနေကြောင်းကိုပြောပြပါရင် ရစ်ကလည်းဟာနာသူ့အိမ်ထဲကိုပြန်ရောက်လာလို့ဝမ်းတနေပြီးတော့မာယာကလည်းဟာနာကဘာလို့လုပ်ဖို့အခုနေရကိုပြန်လာတာလဲဆိုပြီးတော့တွေးကအလိုမကျဖြစ်နေခဲ့ပြီးတော့ခရစ်ကလည်းအဆောင်ကိုအိမ်ထဲကိုဟာနာကိုဝန်ခွင့်ပေးလိုက်ဖို့ပြောလိုက်ပါမယားကလည်းဘာလို့ဟာနာကိုအိမ်ထဲကိုဝင်ခွင့်ပေးလိုက်တာလဲဆိုပြီးတော့မင်းနေခဲ့ပြီးတော့ခရစ်ကလည်းသူ့ကိုအခုကစပြီးတော့သူ့ရဲ့ဆုံးဖြတ်ချက်တွေကိုမနှောက်ယှက်ဖို့ပြောကာထွက်သွားခဲ့ပြီးတော့မယားကလည်းခရစ်ကဟာနာကိုအခုထိကိုမှသူ့ရဲ့ချစ်ဦးအနေနဲ့ကိုမှမိမိရဲ့တိမ်မှတ်ကိုနားလည်လိုက်ပါရင် ဒေမီယန်ကလည်းအိမ်ကိုပြန်ရောက်လာခဲ့ပြီးတော့ဟာနာကိုမတွေ့ရကြအောင်ရှာနေတုံးမှပဲသူ့ခန်းထဲကနေစားတဆောင်ရှိနေတာကြောင့်ဖက်ကြည့်လိုက်တဲ့အခါမှာတော့ခရစ်ရဲ့အိမ်ကိုဟာနာတယောက်တည်းသွားမှန်းတီးလိုက်ရတာကြောင့်စိတ်ပူပြီးတော့လိုက်သွားဖို့ပြင်လိုက်ပိုင်ဟာနာကလည်းသူ့ရဲ့မိဘရဲ့ဓပုံတွေကိုကြည့်နေပြီးတော့ဝမ်းနဲ့နေတော့ခရစ်ကလည်းရောက်လာကသူ့ဟာနာကိုမေးမရသေးကြောင်းပြောပြပြီးတော့ဒရမာရီခင်းခြင်းပဲမယ်လေဟာနာကတော့သူတို့အတူတူဆက်ရှိဖို့မဖြစ်နိုင်ကြောင်းပြောပြီးတော့အဲ့ဒီစကားတွေကြားတော့ခရစ်ကလည်းဟာနာကိုဘာမှဆက်မပြောဘဲနဲ့ပွေဖတ်ထားလိုက်ပါ යි မာယာကလည်းဟာနာကဘလိုမျိုးတွေတက်စာဖောက်သွားကြောင်းတတိယဖို့ပြောနေပြီးတော့ဟာနာကတော့ခရစ်ရဲ့ရှေ့မှာသာကောင်းပြနေတာဖြစ်ပြီးတော့နောက်ွယ်မှာတော့မာယာများချောင်းကိုပြောပြပြီးတော့ခရစ်ကလည်းဒီကိုနောက်ထပ်ဘယ်တော့မှထပ်ပြီးတော့မလာဖို့အတွက်ကိုပြောကထွက်သွားခိုင်းလိုက်ပိုင်းဟာနာကလည်းခရစ်ရဲ့အိမ်ထဲကနေထွက်သွားနေတော့မာယာကလည်းတက်စာဖောက်တဲ့သူကိုအပြစ်ပေးဖို့ပြောရကြောင်းခရစ်ကလည်းပစ္စတိုကိုထုတ်လိုက်ပြီးတော့သူ့ကိုဟာနာပြန်လှည့်ကြည့်တဲ့အချိန်မှာပဲခြေထောက်ကိုပစ်ချလိုက်ပိုင်း ခရစ်ကလည်းတနက်ပစ်ပြီးတာနဲ့စိတ်ပူလို့ဟာနာရဲ့စီကိုပြေးလာခဲ့ပြီးတော့သူထွက်သွားခဲ့တဲ့အတွက်အခုလိုမျိုးအပြစ်ပေးပြီးဖြစ်တာကြောင့်နောက်တစ်ခါသူနဲ့ထပ်ပြီးတော့ဆုံတွေ့စရာမလိုတော့ကြောင်းကိုလည်းပြောပြလိုက်ပါခဏနေတော့ဒေမီယန်ကလည်းကားကိုအမြန်မောင်းကာခရစ်ရဲ့အိမ်ကိုရောက်လာတော့မိမမလည်းကြားနေတဲ့ဟာနာကိုမြင်သွားခဲ့ပြီးတော့အမြန်ပြေးလာကာခရစ်ကလည်းအမြန်ထားလိုက်ပြီးတော့ဒေမီယန်ကလည်းပြန်လာတဲ့မိန်းကလေးတယောက်ကိုအခုလိုတော့မလုပ်တဲ့ကြောင်းဒေါသထွက်စွာနဲ့ကိုပြောကာထွက်သွားခဲ့ပါတော့ရင်ဒေမီယန်ကလည်းအိမ်ရောက်တော့သူ့ရဲ့ခံထဲကနေဆေးထည့်ပေးနေပြီးတော့ခရစ်လိုမျိုးမကောင်းဆိုးဝါးကောင်ကနှလုံးသားမရှိတာကြောင့် ောက်တဲ့ချိန်ထပ်ပြီးတော့အဲ့ဒီအိမ်ကိုပြတ်မသွားဘူးသူချီရတဲ့သူနဲ့ကိုမှမဆုံးရှုံးခြင်းနဲ့စိတ်နဲ့ကိုပြောပြနေခဲ့ပါရင်အာနာကလည်းသူ့ရဲ့မိဘတွေရဲ့ဓာတ်ပုံကိုတွားယူခြင်းလို့အခုကတွားတာဖြစ်ပြီးတော့နောက်ထပ်တစ်ခါထပ်ပြီးတော့မတွားခြင်းတော့ကြောင်းနဲ့သူစိတ်နောက်ရှက်ကိုပေးမိတဲ့အတွက်ကိုတောင်းပန်ကြောင်းဒေမီယန်ကိုပြောလိုက်ပါရင်ဒေမီယန်ကလည်းသူကဟာနာကိုချစ်မြတ်နိုးနေတာဖြစ်ပြီးတော့ဟာနာသူ့ကိုအခုချိန်မှာပြတ်မချစ်နိုင်သေးတာသိပေမဲ့လို့ပြန်ချစ်လာတဲ့အချိန်ထိကိုစောင့်မယ်လို့ညာကကြည်ထားတဲ့ဒရမာတွေကစကားကိုထုတ်ပြောလိုက်ပြီးတာနဲ့ ဆောင်မရှိတဲ့ကောင်ပီပီထပ်ပြီးတော့ဟာနာကိုကစ်ပေးလိုက်ပြီးတော့ဟာနာကလည်းဒေမီယံကိုဒုတိယအကြိမ်အနှံပေးတာဖြစ်ပေမဲ့လို့ဘာမှမလုပ်ပဲညင်နေလိုက်ပါ යි ခရစ်ကလည်းရေချိုးကအပန်းဖြစ်နေရင်နဲ့မာယာကခရစ်ကိုသူ့လက်ထက်တာကသူ့ကိုချစ်လို့လက်ထက်တာထင်နေပေမဲ့လို့သူကတော့ခရစ်ရဲ့ချမ်းသာမှုကြောင့်လက်ထက်ခဲ့တာဖြစ်ပြီးတော့ခရစ်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုသူလူယူမယ်လို့တွေးနေတော့မှာပဲခရစ်ကလည်းရောက်လာခဲ့ပါ යි ခရစ်ကလည်းဟာနာကိုအိမ်ကနေထွက်သွားအောင်လို့မာယာဆိုရာသူတီပီပီဖြစ်တာကြောင့်ပြောပေးမယ်လို့မာယာကလည်းအဲ့ဒါတွေအကုန်လုံးကအမှားတွေဖြစ်ကြောင်း identity scary နဲ့ကိုပြောပေးမယ်လို့ ခရစ်ကလည်းသူ့ကိုအခုလိုမျိုးလှည့်စားတဲ့အတွက်ကိုဒေါသထွက်ကမာယာကိုပါရိုက်ချလိုက်ပြီးတော့မာယာကလည်းချန်ပီယံပေါ်ကိုလဲချသွားခဲ့ပါတော့ရင်မာယာကလည်းခရစ်ကြားခဲ့ရတာတွေကအမှားတွေသာဖြစ်ပြီးတော့သူ့အနေနဲ့ခရစ်ကိုအရေးချစ်ကြောင်းကိုပြောလိုက်ပါတယ်ခရစ်ကလည်းသူ့ကအခုသူ့နဲ့ဟာနာရဲ့အိမ်တော်ရေးကိုဘာလို့များဖျက်ဆီးရတာလဲလို့ဆိုတာတေချာသိကျင်တာကြောင့်ပြောပြမယ်လို့မာယာကတော့အရန်ကောင်းတဲ့ identity scale တွေနဲ့သူ့ကခရစ်နဲ့ဟာနာတို့ရဲ့အိမ်တော်ရေးကိုမဖျက်ဆီးကြောင်းကိုပြောလိုက်ပါတယ် ။စကားဆောင်တွေကလည်းခရစ်နဲ့မာယာတို့ရဲ့စကားကိုကြားခဲ့ပြီးတော့အဖြစ်မှန်ကိုသွားပြီးတော့ပြောပြရမယ်လို့တွေးကထွက်သွားတဲ့ခါမှာတော့နောက်ဆောင်တယောက်ကလည်းဘာလို့သွားမှလဲဆိုပြီးတော့မေးလိုက်ခဲ့ပါရင်အဆောင်ကလည်းသူက boss ကိုမာယာရဲ့အကြောင်းကိုပြောပြမှလို့ပြောပြမယ်လို့အဆောင်ကတော့အဲ့လိုမျိုးတွေပြောရင်တခုခုဖြစ်လာမှာဆိုတဲ့အတွက်မပြောဘူးဆိုပြီးတော့ပြောပြမယ်လို့စိတ်ကိုအေးအေးထားဖို့နဲ့အရာအလုံးကအဆင်ပြေသွားမှဖြစ်ကြောင်းကိုပြောကထွက်သွားခဲ့ပါတော့ရင်အဆောင်ကလည်း boss ကိုမာယာပြောနေတာတွေကလိမ်နေတာဖြစ်ပြီးတော့အမြဲတမ်းဟာနာကိုမာယာကအနိုင်ကျင့်ခဲ့တာဖြစ်ကြောင်းလည်းပြောပြပါရင် ခရစ်ကလည်းဘာလို့အဲ့ဒီလိုမျိုးတွေပြောရလဲဆိုပြီးတော့မေးတဲ့အခါမှာတော့အင်ဂူမာလေးနဲ့အဆောင်ကလည်းမာယာကဟာနာအမြဲတမ်းအနိုင်ကျင့်ကြောင်းကိုပြောလိုက်ခဲ့ပါရင်မာယာကလည်းခရစ်ကိုသူတို့တွေကလိန်ပြောနေတာဖြစ်ကြောင်းကိုပြောကသူ့ကိုဘာလို့အဲ့ဒီလိုမျိုးတွေပြောနေရလဲဆိုပြီးတော့ပြန်ပြီးတော့ရန်တွေ့ခဲ့ပါရင်ခရစ်ကလည်းအဆောင်နဲ့အင်ဂူရီရဲ့ပြောစကားတွေကလည်းအမှန်ဖြစ်နေနိုင်ကြောင်းတွေးလိုက်ပြီးတော့မာယာကိုလည်းသူ့အနေနဲ့အင်ဂါ CCTV တွေကိုစစ်ဆေးကြည့်မှဖြစ်ကြောင်းပြောပြပါရင်ဟာနာခရစ်ကိုသူ့ကိုယုံကြည်ပေးဖို့အတဲအတန်ပြောနေပေမဲ့လို့ခရစ်ကလည်းမာယာသာအမှားမလုပ်ထားရင်ကြောက်စရာမလိုကြောင်းကိုပြောပြလိုက်ပါရင် ခရစ်ကလည်း CCTV ကိုပြန်ပြီးတော့စစ်ဆေးကြည့်တဲ့အခါမှာတော့မာယာရဲ့ဟာနာအပေါ်လိုရက်တွေအကုန်လုံးကိုတွေ့လိုက်ရတာကြောင့်မာယာကလည်းကြောက်ကနှောက်ကိုဆုပ်သွားခဲ့ပါတော့ရင်ခရစ်ကလည်းသူ့ရဲ့တပည့်တွေကိုခေါ်ကဖမ်းချုပ်ခိုင်းလိုက်ပြီးတော့ဟာနာကိုသူ့မိတ်မပါဘဲနဲ့အပြင်ခေါ်သွားတာတွေနဲ့မတရားတာတွေအတွက်ကိုပြန်ပြီးတော့ပေးဆက်ရမယ်လို့ပြောလိုက်ခဲ့ပါတယ်ခရစ်ကိုမာယာကလည်းသူ့ကိုခွင့်လွှတ်ပေးဖို့ပြောပေးမယ်လို့ခရစ်ကလည်းသူ့ရဲ့ဟာနာကိုခွဲခွာရအောင်လုပ်တဲ့အတွက်ပြန်ပေးဆက်ရမယ်ပြောကသူ့ရဲ့တပည့်တွေကိုရှင်းခိုင်းလိုက်ပါတယ်ခရစ်ကလည်းသူ့ရဲ့အိမ်ကိုပြန်လာကအရက်တောက်ရင်းနဲ့ သူနဲ့ဟာနာရဲ့အမှတ်တရတွေကိုတတိယနေပြီးတော့ခရစ်ကလည်းကားထဲကိုမှဒေမီယန်ရဲ့အိမ်ကိုထွက်လာခဲ့ပါရင်ခရစ်ကလည်းအိမ်ကားကိုခေါလိုက်တဲ့အခါမှာတော့အိမ်အဆောင်ကြီးဘသူလဲလို့ဆိုတာနဲ့ဘာကူညီပေးရမလဲဆိုပြီးတော့ပြောလိုက်ခဲ့ပါရင်ခရစ်ကလည်းသူဘသူဆိုတာအဖိုးတီးဖို့မလိုအပ်ကြောင်းနဲ့သူကမာယာကိုတွေးဖို့လာခဲ့တာဖြစ်ကြောင်းပြောပြပြီးတော့အခုနေရာမှာခနားဆောင်ပေးဖို့နဲ့သူဟာနာကိုတွားခေါ်ပေးမယ်ပြောကထွက်သွားခဲ့ပါတော့ရင်အဆောင်ကလည်းဟာနာရဲ့အခန်းကိုတကားခေါက်လိုက်ပြီးတော့ဟာနာကိုတွေးကျင်နေတဲ့သူရှိကြောင်းကိုပြောပြပါရင် ဟာနာကလည်းသူ့ကိုတွေ့ကျင်တာဘာလို့လဲဆိုပြီးတော့အဆောင်ကိုမေးကြည့်တဲ့အခါမှာတော့အဆောင်ကလည်းအပြင်ကဘာလို့လဲဆိုတာကိုမသိရကြအောင်ပြောပြပြီးတော့ဒီမီယန်ကလည်းအခုညာရောက်နေပြီဖြစ်တာကြောင့်ဟာနာကိုသူ့သွားစစ်ဆေးပြီးမယ်လို့ပြောကာထွက်လာခဲ့ပါတယ်။ဒီမီယန်ကလည်းခရစ်ကိုမြင်တော့ဟာနာကသူ့ကိုကြွားရှင်းပြီးထားပြီဖြစ်တာကြောင့်ဘာလို့အခုနေရာကိုလာတာလဲဆိုပြီးတော့မေးခဲ့ပါတယ်။ခရစ်ကလည်းအိမ်ထဲမှာဟာနာကိုမြင်တော့ပြေးလာကဖတ်လိုက်ပြီးတော့ဟာနာကိုသူ့ကိုလုံးကိုတီးပြီးပြီဖြစ်တာကြောင့်သူနဲ့တူတူအိမ်ကိုပြန်လိုက်ခဲ့ဖို့နဲ့ဟာနာမရှိရင်သူမနေနိုင်ကြောင်းကိုလွမ်းတက်ပြီးတော့ပြောပြနေခဲ့ပါတယ်။ ဒီမီယန်ကလည်းခရစ်ရဲ့နောက်ကျောက်ကိုတစ်ချက်ရိုက်ကာဟာနာရဲ့လက်ကိုဆွဲယူလိုက်ပြီးတော့ခရစ်ကိုဟာနာကိုခေါ်သွားဖို့အတွက်ဆိုရင် သူနဲ့တိုက်ခိုက်ရမယ်လို့ပြောပြပါရင်ခရစ်ကလည်းဒီမီယန်ရဲ့စင်ခုံမှုကိုလက်ခံကြောင်းနဲ့ဒီညာ၁၂နှစ်နာရီတွေးကြမယ်ဖြစ်ကြောင်းကိုပြောပြီးတော့ဟာနာကလည်းနှစ်ယောက်ကြားဘာရီဖြစ်မလဲမသိဆိုပြီးတော့တွေးနေခဲ့မိပါရင်ဒီမီယန်ကလည်းအဝေးစားလဲပြီးတော့ပြင်ဆင်နေခဲ့ပြီးတော့ဟာနာကလည်းဒီမီယန်ရှိတဲ့နေရာကိုရောက်လာကာတိုက်ခိုက်မှုကိုပယ်ဖြတ်ဖို့နဲ့သူနှစ်ယောက်လုံးကိုတန်ရာမရစေခြင်းကြောင်းပြောပြပါရင်ဒီမီယန်ကလည်းသူကဟာနာကိုအယမ်းချစ်တာကြောင်း သူ့ရဲ့ဘဝတွေကဟာနာကိုဘယ်သူမှခေါ်ထုတ်သွားလို့မရဘူးဆိုရကိုပြောပြလိုက်ပြီးတော့ဟာနာကလည်းအဲ့ဒီစကားကြောင့်သူ့ရဲ့အခန်းကိုပြန်ထွက်လာပြီးတော့အခန်းထဲကိုရောက်တာနဲ့တိုက်ပွဲမှာနှစ်ယောက်လုံးအတွက်ကိုစိတ်ပူနေခဲ့ပါတော့ရင်ညာရောက်တာနဲ့ခရစ်စတန်ဒေမီယန်တို့တွေကလည်းနှစ်ယောက်သား YouTube တွေကနေကြည်လာတဲ့အကွက်တွေနဲ့ကိုတိုက်ခိုက်နေကြပြီးတော့ခဏနေတော့ဟာနာလည်းတိုက်ပွဲဖြစ်ရာနေရာကိုရောက်လာတဲ့ခရစ်ကလည်းရှုံးနေသွားတဲ့ကြောင်းခရစ်ကိုဘဝကူပေးဖို့လုံနေတဲ့ချိန်မှာပဲဟာနာကလည်းလာပြီးတော့ဒေမီယန်ခိုင်းထားသမျှကိုသူ့လုပ်ပေးမှဖြစ်ပြီးတော့ခရစ်ကိုတော့မတက်ဖို့ကိုပြောလိုက်ခဲ့ပါတယ် ဒီမီယန်ကလည်းဟာနာကြောင့်ဒီနေ့ခရစ်အသက်ရှင်ခွင့်ရလောက်တယ်လို့ပြောကာဟာနာနဲ့အတူတူနေရာကနေကိုထွက်လာတော့ခရစ်ကလည်းဟာနာကိုလှမ်းခေါ်လိုက်ပြီးတော့ဒီမီယန်ကိုသူ့ကိုခရစ်နဲ့ကိုစကားပြောဖို့အတွက်ကိုအချိန်နှင်းငယ်ပေးဖို့အတွက်ကိုပြောတဲ့အခါမှာတော့ဒီမီယန်ကလည်းသူ့နားလေကြောင့်ပြောကာအချိန်ပေးလိုက်ပါဟာနာကလည်းခရစ်စီကိုရောက်လာတဲ့အခါမှာခရစ်ကလည်းသူဟာနာကိုအရန်ချစ်ကြောင်းနဲ့ဒါပဲလို့သူရဲ့လုံခဲ့တဲ့အမှားတွေကြောင့်အခုမဆုံးနိုင်တော့ကြောင်းသိပေမဲ့သူ့ကိုချစ်သေးလားဆိုပြီးတော့မေးခဲ့ပါရင် ဟာနာကလည်းသူကခရစ်ကိုချစ်ပေမဲ့လို့မေးလို့မရသေးပေမဲ့သူတို့ကဆက်ပြီးတော့အတူမရှိနိုင်တယ်လို့တချိန်မှာသူ့ကိုအစားထိုးလို့ရမယ့်လူပေါ်လာမှဖြစ်ကြောင်းပြောကဒေမီယန်နဲ့တူတူထွက်သွားခဲ့ပါတော့ရင်ခရစ်ကလည်းစော်ပြစ်ခံရတာကြောင့်ကြေကွဲစွာနဲ့ကြံ့နေခဲ့ရပြီးတော့ဒေမီယန်ရဲ့အိမ်မှာလည်းဟာနာကဝမ်းနေနေတာကြောင့်ဒေမီယန်ကလည်းနှစ်သိပ်ပေးနေခဲ့ပါတယ်။ခရစ်ကလည်းသူ့ရဲ့အိမ်ယာထဲမှာဒဏ်ရာကိုကုပြီးတာနဲ့ပူဆွေးနေပြီးတော့မင်းကလေးတယောက်ရလာလို့ကြီးလိုက်တဲ့အခါမှာဟာနာဖြစ်နေတာကြောင့်ပြေဖက်လိုက်ပါတယ်။ဒါပေမဲ့လို့အဲ့ဒါတွေအကုန်လုံးကသူ့ရဲ့စိတ်ကူးတွေသာဖြစ်နေခဲ့ပြီးတော့ ခရစ်ကလည်းဟာနာကိုဆုံရှုံခဲ့ရတဲ့သူ့ရဲ့လောရက်တွေကြောင့်ဆိုတာကိုသိရကြောင်းနာကျင်ကပူဆွေးနေရရင်လည်းဒီပိုင်းလေးကတော့ဒီမာရီမဲပြီးဆုံးသွားခဲ့ရတာဖြစ်ပါတယ်။နောက်ပိုင်းဒီမှာဘာရီမြန်ဆက်ဖြစ်ရုံမလဲဆိုတာကတော့ဆက်လက်ဆောင်မြွန်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင်လည်း VPN လေးဖြန့်ချိပေးပြီးတော့ကျွန်တော်ကိုရှေ့ဆက်သွားစေနိုင်ပါတယ်။ကဲဒါဆိုရင်နောက်တစ်ပိုင်းလေးမှာပြန်တွေ့ကြတာပေါ့လားဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။